ထရန့်ကိုကစားနေတဲ့ရှီကျင့်ပြင်ရဲ့စစ်ပွဲအမှုပညာရှီကျင့်ပြင်ကစားတာကိုခံနေရတဲ့ဒေါ်နယ်ထရန့်အခုလိုမျိုးကမ္ဘာအရေးမြမအရေးသတင်းတွေကိုသတင်းခေတ် channel မှာအချိန်နဲ့တပြေးညီတင်ဆက်ပေးတော့မှာဖြစ်လို့ channel လေးကို subscribe လေးလုပ်ခဲ့ပြီးမမေ့ပါနဲ့နော် ီတင်ပြချက်မှာတော့ Trump ကိုကစားနေတဲ့ Xi Jinping ရဲ့စစ်ပွဲအမှုပညာအကြောင်းနဲ့ Trump ကြောင့်အချိန်တို့အတွင်းပိုပြီးတောက်ပြောင်လာတဲ့တရုတ်ရဲ့အခြေအနေတွေကိုလေ့လာနိုင်အောင်တင်ပြထားပါတယ်။ American သမ္မတ Donald Trump နဲ့ Republican Party ဟာသူတို့ကိုသူတို့တရုတ်နိုင်ငံပေါ်သဘောထားတင်းမာသူတွေအဖြစ်ပုံဖော်လေးရှိကြပါတယ်။ ထရန့်ဟာဒုတိယတက်တမ်းမှာတရုတ်နဲ့ပတ်သက်ပြီးစကကြီးစကကြယ်တွေပြောခဲ့ပြီးမြဲတခါတလေကြာရင် သူပြောခဲ့တာတွေကို သူကိုယ်တိုင်ပြန်လည်ရုပ်သိမ်းသွားတဲ့အတွက်စက်ခုကြားတကောင်လို့ဖြစ်နေပါတယ်။စန့်ကျင်ဘက်အနေနဲ့တရုတ်ကောင်ဆောင်ရှီကျင့်ဖင်ကတော့အေးဆေးတည်ငြိမ်စွာနဲ့သူ့ရဲ့အခွင့်အလမ်းတွေကို အမိအယဆုတ်ကိုင်းနေပါတယ်။ ရှင်းဟောင်းတရုတ်စစ်ဗျူဟာမူဆွန်ဇူးရဲ့စစ်တင်ကဗျူဟာကျမ်းဟာလွန်ခဲ့တဲ့နှစ်ပေါင်း20ကျော်အတွင်းပဋိပက္ခတွေအပါအဝင်ဩဇာအာဏာနဲ့ပတ်သက်တဲ့တွေးခေါ်မျှော်မြင်မှုတွေအပေါ်ဒီနေ့အချိန်ထိလွှမ်းမိုးနေစေပါဒီစစ်တင်ကဗျူဟာကျမ်းရဲ့ရှုထောင့်ကနေကြည့်မယ်ဆိုရင်ထရက်ရဲ့တရုတ်မဟာဗျူဟာဟာကြီးမားတဲ့အမားတွေကိုဖော်ပြနေပါတယ်။ဆွန်ဇူးရဲ့အဒွန့်ရှိတည်တဲ့တင်ငန်းစာတစ်ခုကတော့ရိုရှင်လှပါတယ်။ တင့်ရန်သူအကြောင်းနဲ့တင့်အကြောင်းကိုတင်ကိုယ်တိုင်သိထားမယ်ဆိုရင်တိုက်ပွဲပေါင်းတရာတိုက်ရရင်တောင် ထွက်ပေါ်လာမယ့်ရလကိုကြောက်ရွံ့နေစရာမလိုပါဘူးဆိုတဲ့သင်ငန်းစာပဲဖြစ်ပါတယ်။ဒါကြောင့်မဟာဗျူဟာတရက်ဟာနှစ်ဖက်စလုံးရဲ့အားနည်းချက် အားသာချက်တွေကို ရှင်းလင်းတိကျစွာရှုမြင်ခြင်းနဲ့စတင်တင်ပါတယ်။ဒေါ်နယ်ထရန့်ဟာရွေးကောက်ပွဲအတွက်မဲဆွဲစည်းရုံးတဲ့အချိန်ကတရုတ်ကိုကုန်သွယ်ခွင့်နဲ့တိုးကောက်ပြီးအမေရိကန်ရှေ့မှာဒူးထောက်အောင်လုပ်မယ်လို့လေလုံးထွားပြောခဲ့ပါဗျ။ ဒါပေမဲ့တရုတ်ကတော့ထရန့်ရဲ့ပထမသက်တမ်းကကုန်သွယ်ရေးစစ်ပွဲကနေသင်ငန်းစာတွေရယူပြီးနောက်တစ်ချိန်ကုန်သွယ်ရေးစစ်ပွဲအတွက်အသင့်ပြင်ထားခဲ့ပါတယ်။ထရန့်ကတရုတ်ရဲ့တံပြန်ထိုးနှက်ချက်ကိုအထင်သေးခဲ့ပါတယ်။အမေရိကန်ရဲ့စီးပွားရေးလုပ်ငန်းတွေနဲ့စားသုံးသူတွေကတရုတ်ရဲ့ကုန်ထုတ်လုပ်မှုအပေါ်မှီခိုနေရတယ်ဆိုတဲ့အချက်ကိုသတိမထားမိခဲ့ပါဘူး။ဒါပြင်တရုတ်ရဲ့မြေရှားတပ်တွေဟာအမေရိကန်အတွက်ဖိအားတစ်ခုဖြစ်လာမယ့်အချက်ကိုလည်းထည့်မတွေ့ခဲ့ပါဘူး။ ထရန့်ရဲ့အရေးစွန်းတဲ့လုပ်ရက်တွေကြောင့်အမေရိကန်ဟာပြန်ပြီးအထိနာခဲ့ရပါတယ်။ကုန်သွယ်ကွန်တိုးမြင့်မှုတွေကအမေရိကန်ရဲ့စီးပွားရေးကိုထိခိုက်စေခဲ့လို့ထရန့်ဟာကုန်သွယ်ရေးစစ်ပွဲရက်ဆိုင်မှုတရုတ်သမ္မတရှီကျင်းဖြစ်တဲ့ဖုံးဆက်ဆွေးနွေးရတဲ့အခြေအနေကိုရောက်ခဲ့ပြန်ပါတယ်။ဒီအခြေအနေတွေကရှီရဲ့ကမ္ဘာလုံးဆိုင်ရာပုံရိပ်ကိုပုံမတောက်ပါစေခဲ့ပြီးပြည်တွင်းမှာလည်းအမျိုးသားရေးဝါဒကိုပုံမခိုင်မာအားကောင်းစေရုံသာမက ဆွေးနွေးပွဲစပွဲဝိုင်းမှာလည်းတရုတ်ရဲ့အနေအထားကိုပုံမူခိုင်မာစေခဲ့ပါတယ်။တရုတ်ကစွန်စူးရဲ့နောက်ထပ်သင်ငန်းစာတစ်ခုဖြစ်တဲ့ရန်သူတွေအစ်စ်မပြင်ရသေးတဲ့နေရာကိုတိုက်ခိုက်ပါဆိုတာကိုအသုံးပြုပြီးတုံ့ပြန်ခဲ့ပါတယ်။အဲ့ဒီသင်ငန်းစာအတိုင်းပဲတရုတ်ဟာအမေရိကန်ရဲ့စိုက်ပျိုးရေးပို့ကုန်တွေနဲ့ကုန်ထုတ်လုပ်ငန်းဗဟိုချက်တွေကိုပိတ်မှတ်ထားခဲ့ပါတယ်။ဒါကြောင့်ထရန့်ရဲ့နိုင်ငံရေးထောက်ခံမှုတွေတိုက်ရိုက်ထိခိုက်ခဲ့ရပါတယ်။ တရုတ်ကမြေရှားတပ်တုတင်ပို့မှုကိုတင်းကျပ်လိုက်တာကြောင့်အမေရိကန်ရဲ့နည်းပညာနဲ့ကာဝေးရေးလုပ်ငန်းတွေအခက်တွေ့ခဲ့ရပါတယ်။တရုတ်ရဲ့ဖိအားတွေဟာတကယ်အလုပ်ဖြစ်ခဲ့တယ်လို့ဆိုရပါမယ်။ဘာကြောင့်လဲဆိုတော့ထရန့်ကကုန်သွယ်ကုန်အစီအစဉ်တွေကိုအချိန်ဆွဲခဲ့ရပြီးနည်းပညာတင်ပို့မှုအပေါ်ကန့်သက်ချက်တွေကိုပါဖြေလျှော့ပေးခဲ့ရလို့ပါပဲ။ဒါအပြင်တရုတ်နဲ့ပဋိပက္ခမဖြစ်အောင်ရှောင်ရှားလိုတဲ့အတွက်ထိုင်ဝမ်သမ္မတကိုအမေရိကန်ကနေဖြတ်တန်းခွင့်တောင်းပိတ်ပင်ခဲ့ပါတယ်။ ထရက်ရဲ့နောက်ထပ်အကြီးမားဆုံးအမှားကတော့အမေရိကန်ရဲ့ကမ္ဘာလုံးဆိုင်ရာမဟာမိတ်ကွန်ရက်ကိုဖျက်ဆီးခဲ့တာပါပဲ။စွန်စူးရဲ့တတိပေးချက်တစ်ခုက အောက်ခြေစစ်သားကနေဗိုလ်ချုပ်ကြီးအစုံတူညီတဲ့စိတ်နဲ့တသွေးတဲ့တသားတဲ့ဖြစ်နေတဲ့စစ်တကိုပိုင်ဆိုင်ထားသူက အနိုင်ရမယ်ဆိုတာပဲဖြစ်ပါတယ်။ဒီသင်ငန်းစာဟာစစ်မြေပြင်သားမကပဲနိုင်ငံရေးအခြေအနေတွေမှာပါတက်ရောက်မှုရှိပါတယ်။ စည်းလုံးညွညွမှုဆိုတာပြည်တွင်းမှာနေမကဘဲပြည်ပနိုင်ငံတွေနဲ့လည်းယုံကြည်မှုနဲ့ပူးပေါင်းဆောင်ရွက်မှုရှိဖို့လိုပါတယ်။ Trump ကတော့အဲ့ဒီအချက်ကိုရော့ပါစေခဲ့ပါတယ်။ train ရဲ့ဒုတိယသက်တမ်းလှုပ်ဆောင်ချက်တွေဟာပြည်တွင်းမှာဒီမိုကရေစီကိုရော့ပါစေတဲ့ဆိုတဲ့ဆွဆွဲချက်တွေနဲ့ရင်ဆိုင်ခဲ့ရပြီးတနိုင်ငံလုံးဆန္ဒပြမှုတွေဖြစ်စေခဲ့တာကြောင့်နိုင်ငံရေးမှာအစွန်းနှစ်ဖက်ကိုပုံမှုဖြစ်ပေါ်စေခဲ့ပါတယ်။ဒါအပြင်တချိန်ကအမေရိကန်ရဲ့ဂုံတိုက်ခါကိုမြင့်တင်ပေးခဲ့တဲ့စံတန်မိုးတွေကိုပါရော့ကျစေခဲ့ပါတယ်။ တီဘာမှာလဲထရန့်ရဲ့ American ပထမ America First မူဝါဒကြောင့် American ဟာနိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ဝေးကွာလာပါတယ်။ဥပမာအနေနဲ့ပြောရရင်ပါရီယာတီဥရုသဘောတူညီချက် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီနဲ့ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းတွေကနေနှုတ်ထွက်ခဲ့ပါတယ်။ဒါအပြင်နေတိုးအဖွဲ့ဝင်မဟာမိတ်တွေကိုချိန်ချောက်တာပြပအထောက်ပံ့တွေဖျက်တောက်တာနဲ့မဟာမိတ်တွေကိုရန်သူလိုသတ်မှတ်ပြီးကုံတွေခွန်တွေတိုးကောက်တာမျိုးတွေလုပ်ခဲ့ပါတယ်။ ဒီလိုလှုပ်ဆောင်ချက်တိုင်းကအမေရိကန်ရဲ့အာဏာအပြော့ဆော့ပါဝါကိုတဖြည်းဖြည်းရောကျစေခဲ့ပြီးမဟာမိတ်တွေကလည်းအမေရိကန်ကိုဆက်မိခိုးသင့်မသင့်ဆိုတာကိုမေးခွန်းထုတ်လာကြပါတယ်။ဒီအချိန်တွင်းမှာပဲတရုတ်ကတော့အချိန်မဖြုံးပဲရသမျှအခွင့်အရေးအလုံးကိုအရယူခဲ့ပါတယ်။ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ SCO Brace နဲ့ BRI လိုစီမံကိန်းတွေကနေတဆင့်တရုတ်ဟာကုန်သွယ်ရေးရာသီဥတုနဲ့ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍတွေမှာတာဝန်ယူနိုင်တဲ့အဓိကအင်အားကြီးနိုင်ငံအဖြစ်သူ့ကိုယ်သူတည်ဆောက်နိုင်ခဲ့ပါတယ်။ထရန့်ရဲ့ဒုတိယတက်တမ်းမှာအမေရိကန်ရဲ့ဩဇာအာဏာကျဆင်းလာချိန်မှာတရုတ်ရဲ့ပုံရိပ်ကမြင့်တက်လာကြောင်းကမ္ဘာလုံးဆိုင်ရာစစ်တမ်းတွေမှာဖော်ပြခဲ့ပါတယ်။ ဒါ့အပြင်ရုရှားယူကရိန်းစစ်ပွဲကနေစလို့ပနားမာတူးမြောင်းတဲ့ Greenland တွန်းတွေကိုသိမ်းယူခြင်းနဲ့ဆိုတဲ့ Trump ရဲ့လှုပ်ဆောင်ချက်တွေနဲ့ပြောဆိုမှုတွေဟာဒုတိယကမ္ဘာစစ်ဖြစ်ပြီးနောက်ပိုင်းနယ်နိမိတ်အချုပ်ချာအာဏာဆိုင်ရာစံနှုန်းတွေကိုပျောင်ပျောင်တင်းတင်းဖိဆန်ရာရောက်ခဲ့ပါတယ်။ဒီလိုလှုပ်ဆောင်ချက်တွေကအမေရိကန်ရဲ့ဗိုလ်ချစိုးမိုးရေးနဲ့တရားမျှတမှုမရှိတဲ့မဟာမိတ်ဖွဲ့မှုတွေကိုထောက်ပြတဲ့တရုတ်ရဲ့ဝါဒထက်လုပ်ငန်းတွေကိုပုံမအားကောင်းစေခဲ့ပါတယ်။ ဒါကြောင့် steam ညွှန်တွေကိုစန့်ကျင်တာနဲ့ပြိုင်ဘက်ကိုအပိုင်တွက်ထားတာမျိုးတွေလုပ်မယ်ဆိုရင်အမေရိကန်ဟာရေဒိုနိုင်ငံရေးအသာစီးရရှိမှုကိုစုပ်ကင်နိုင်မှာမဟုတ်ပါဘူး။ကို့အကြောင်းကိုသိုံမက ရန်သူရဲ့အကြောင်းကိုပါတိထားရမယ်ဆိုတဲ့အခြေခံမဟာဗျူဟာကိုလိုအပ်ပါတယ်။ဆိုလိုတာကနှစ်ဖက်စလုံးရဲ့အားသာချက်အားနည်းချက်တွေကို လက်ခံပြီးအမေရိကန်ရဲ့အားသာချက်ကိုတုံးကတရုတ်ရဲ့အားနည်းချက်တွေကို ပြတ်မှတ်ထားရမှာဖြစ်ပါတယ်။ကုန်သယ်ရေးစစ်ပွဲကအမေရိကန်အတွက်သင်ခန်းစာတစ်ခုပါ အမေရိကန်ရဲ့စီးပွားရေးဟာရွေးကောက်ပွဲ၊လော်ဘီနဲ့စားသုံးသူကုန်စည်နှုန်းတွေကြောင့်အထိမခံနိုင်တဲ့အရေးကိစ္စတစ်ခုဖြစ်နေပါဗျ။ကွန်မြူနစ်ပါတီအုပ်ချုပ်တဲ့တရုတ်မှာတော့ဒီလိုဖိအားတွေမရှိပါဘူး။ဒါကြောင့်ကုန်သွယ်ရေးစစ်ပွဲမှာတရုတ်ကအထက်စီးကနေနေနိုင်တာပါ။ဒါပေမဲ့ဤပညာကဏ္ဍမှာတော့ထိတ်တန်းတက္ကသိုလ်တွေ၊စွန့်ဦးတီထွင်သူတွေနဲ့ကမ္ဘာလုံးဆိုင်ရာမဟာမိတ်တွေနဲ့အတူအမေရိကန်ဟာအားသာနေစေပါပဲ။ အမေရိကန်အနေနဲ့ဒီအခြေအနေကိုအတုံးချပြီးတကူတော့မလောက်ဆောင်ပဲမိဖက်တွေနဲ့ပူးပေါင်းဆောင်ရွက်ကအားသာချက်ကိုပုံမူခိုင်မာအောင်လှုပ်ဆောင်တင်ပါတယ်တရုတ်ကတော့စမ်းသစ်တီထွင်မှုနဲ့ဤပညာအားကောင်းတဲ့မဟာမိတ်နိုင်ငံတွေရရှိဖို့ရုန်းကန်နေရဆဲပါ။ရန်သူတွေလက်လွတ်မခံနိုင်တဲ့နေရာတွေကိုတိုက်ခိုက်ပြီးမထင်မှတ်ထားတဲ့နေရာတွေကိုရုတ်တရက်ချီတက်ဆိုတဲ့စွန်စုရဲ့စစ်ဗျူဟာကိုလေ့လာမယ်ဆိုရင်ထရက်ရဲ့မခံမနိုင်တဲ့ရွှေ့ကွက်တွေကိုမြင်တွေ့ရပါတယ်။ ဒီအချက်ဟာထရန့်ရဲ့ပထမသက်တမ်းမှာစစ်မှန်တဲ့အားသာချက်တစ်ခုဖြစ်ခဲ့ပါတယ်2018ခုနှစ်မှာထရန့်ဟာတရုတ်ကိုသွားရောက်တဲ့အခါမှာလှိုင်လဲနှွေးထွေးစွာကြိုဆိုခံခဲ့ရပေမဲ့လအနေငယ်အတွင်းမှာပဲတရုတ်နဲ့ကုန်သွယ်ရေးစစ်ပွဲကိုစတင်ခဲ့ပြီးဟွာဝေးနဲ့ ZTE လိုကုမ္ပဏီတွေကိုပိတ်ဆို့မှုတွေချမှတ်ခဲ့ပါတယ်ဒါကြောင့်တရုတ်ကအငိုက်မိသွားပြီးအမေရိကန်ကအသာစီးရခဲ့ပါတယ်။ဒါပေမဲ့ဒီမဟာဗျူဟာဟာအလစ်အငိုက်ဖမ်းပြီးထိခိုက်နစ်နာစေဖို့အတွက်ပဲအလုပ်ဖြစ်ပါတယ်။ ထရရဲ့ဒုတိယသက်တမ်းမှာတော့တရုတ်ကဒီလိုအခြေအနေမျိုးအတွေ့ကြိုတင်ပြင်ဆင်ထားခဲ့ပြီးဖြစ်ပါတယ်။တရုတ်ကလည်းအလစ်အငိုက်ဖမ်းပြီးထိုးနှက်တဲ့အနေနဲ့မြေရှားသတ္တုတင်ပို့မှုကိုကန့်တက်လိုက်တဲ့အချိန်မှာဒီအခြေအနေအတွက်ပြင်ဆင်မထားခဲ့တဲ့ထရန်ဟာအငိုက်မိသွားပါတယ်။လက်ရှိမှာထရန့်ရဲ့ချင်းကပ်ပုံကရေဒူပုံစံမျိုးဖြစ်ပြီးသဘောတူညီချက်တွေကိုအမြန်ဆုံးရယူလို့တဲ့နိုင်ငံခြားရေးမူဝါဒကိုကျင့်သုံးနေတာပါ။ ထရန့်ရဲ့မခံမနိုင်တဲ့ရွှေ့ကွက်တချို့ဟာတခါတလေမှာတရုတ်ကိုအငိုက်ဖမ်းနိုင်မှာဖြစ်ပေမဲ့ခိုင်မာတဲ့မဟာဗျူဟာမရှိရင်တော့စက်ခုကြာပုံစံမျိုးပဲဖြစ်နေအောင်မှာပါအခုတင်ပြသွားတဲ့တင်ပြချက်အပေါ်မှာမိတ်ဆွေတို့ရဲ့သုံးသက်ချက်တွေကိုလည်း comment တွေကနေတဆင့်မျှဝေပေးခဲ့ကြပါအောင်နော်အခုလိုစိတ်ဝင်စားစရာကောင်းမဲ့ကမ္ဘာအရေးမြမအရေးသတင်းများစွာကိုနားဆင်ဖို့သတင်းခေတ် channel ကို like and subscribe လုပ်ပေးပြီးဘေးနားက notification bell လေးကိုနှိပ်ပေးဖို့လည်းမမေ့ပါနဲ့ရှင် 继续读阿了，别人肯定更新加牌才行。